ူကိုတာလီစွာပါလေးရီ FM ကကြိုဆိုပါရရှင်ဒီတစ်ပတ်အတွက်ရခိုင်ပြည်နယ်ရဲ့ထူးခြားတဲ့သတင်းအချက်အလက်တွေနိုင်ငံရေးစိတ်ရည်အခြေအနေတွေနဲ့အဆောက်အဦစီမံကိန်းတွေရဲ့ဒေတာဘောတက်ရောက်မှုအကြောင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျွန်မကတော့အစီအစဉ်တင်ဆက်သူနေနေဖြစ်ပါရရှင်မနက်ကအနောက်ဘက်အရှမ်းရခိုင်ကမ်းရိုးတန်းဒေသမှာတရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေရောက်ရှိလာပြီးတော့ဒေသခံတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေး ပိုကောင်းမွန်လာမယ်လို့အစိုးရအဆက်ဆက်ကမလုံပေးခဲ့ကြပါတယ်။ဒါပေမဲ့လက်တွေမှာတော့ဆယ်စုနှစ်တွေကြာလာတဲ့အထိဒီစီမံကိန်းတွေကနေကောင်းမွန်တဲ့တည်ရောက်မှုတွေရမလာတဲ့အပြင်ဒေသခံတွေကိုစိုးကြိုးများစွာဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါဆိုရင်မြန်မာနိုင်ငံအနောက်ဘက်ရှမ်းရခိုင်ကမ်းရိုးတဲ့ဒေသကိုတရုတ်နိုင်ငံရဲ့ကြီးမားတဲ့အဆောက်အဦစီမံကိန်းတွေဘယ်ချိန်ကလေးကရောက်ခဲ့ကြတာလဲ။ဘာစီမံကိန်းတွေလဲ။ဒေသခံတွေအတွက်တည်ရောက်မှုတွေကဘာတွေလဲဆိုတာကို လေဦးရီအဖိုင်ရဲ့ဝိုင်းတော်သားကျွန်တော်ကေစုကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ဖြူမျိုးလို့ခေါ်တဲ့ပင်လယ်ကမ်းရှည်မှာအရှိတီထားတဲ့ရခိုင်ကမ်းရိုးတန်းဒေသကမျိုးလေးတစ်မျိုးဟာမူလကတော့ရေလုံငန်းနဲ့အသက်မွေးခဲ့ကြတဲ့မျိုးဖြစ်ပါတယ်။အဲ့ဒီပင်လယ်ကမ်းရှည်မျိုးမှာတဘာဝတန်းငွေထွက်တဲ့ရေနံလောင်ကန်ကြီးတွေလည်းလာဆောက်မယ်။ရင်နဲ့နေသိမအကြီးတွေဆိုင်မဲ့ရင်းနှိတ်ဆိုင်ကန်တွေလည်းဆောက်မယ်ဆိုတဲ့သတင်းတွေကြားသိရပေမဲ့ ခက်အဆက်ဆက်ဖိနှိပ်ခံထားရတဲ့ဒေသခံတွေအဖို့တော့ဒီစီမံကိန်းရဲ့ကောင်းခြင်းဆိုးခြင်းတွေကိုဝင်ရောက်ဆွေးနွေးခွင့်မရခဲ့ပါဘူးတရုတ်ရဲ့သဘာဝတောင်ွေပိုက်လိုက်စီမံကိန်းအတွက်တရုတ်အစိုးရနဲ့မြန်မာအစိုးရသဘောတူလက်မှတ်ရေးထိုးတဲ့အချိန်ဟာမြန်မာလူထုရဲ့အတန်ကိုအစိုးရစီတင်ပြမဲ့လွှတ်တော်လဲမရှိခဲ့သလိုစစ်အာဏာရှင်အစိုးရကစိတ်ကြိုက်ရှဲလဲနေရှင်လဲဖြစ်ပါတယ်ဒီကန့်လွန်ပင်လယ်ပြင်ထဲကသဘာဝတောင်ွေကိုမြန်မာပြည်ရဲ့စစ်အစိုးရတရက်ဖြစ်တဲ့ဦးတန်းကျွေအစိုးရလက်ထက် 2003ခုနှစ်မှာစတင်တွေ့ရှိခဲ့ပြီးတော့ဒီစီမံကိန်းကိုတော့စစ်အစိုးရယူနီဖောင်းလဲထားတဲ့အာဏာရှင်လက်ကျန်ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရတပ်ထက်မှအကောင့်ထည့်ဖော်ခဲ့တာဖြစ်ပါတယ်။အာကြောက်ဖြူကတော့ဒီကျွန်တော်တို့စီမံကိန်းတွေကတော့ငုံကတိကလည်းဒါဦးသိန်းရွှေအာဏာရှင်လက်ထက်ပေါ့နော်။အဲဒီစစ်အစိုးရလက်ထက်မှအကောင့်ထည့်ဖော်ခဲ့တာဆိုတော့အဲ့ဒီကာလကတိကအာဒီစီမံကိန်းမှာအာဒီရခိုင်ပြည်သူလူထုအတွက်နိုင်ငံရေးရပိုင်ခွင့်အကျိုးအမြတ် အာဘာမှမရှိခဲ့ဘူးဆိုတော့နောက်တစ်ချက်ကလည်းဒီသဘောပေါင်းရင်ဆိုင်ကလိလဆန်းစင်းမှုတွေလည်းဘာမှမလောက်ခဲ့ဘူးပေါ့နော်အဲ့ကာလာကဥပဒေလေးမရှိတဲ့အခါကျတော့ဘာမှမလောက်ခဲ့ပဲနဲ့ဒီတန်ပဲစီမံကိန်းကိုအကောင့်ချေပေါ်ခဲ့တယ်နောက်တစ်ခုကအလောက်ကန်ခွင်းလန်းပေါ်လေအလောက်ကန်ခွင်းလန်းဒီစီမံကိန်းမှာဒေသခံပြည်သူလူထုတွေအလောက်ကန်ခွင်းလန်းရရှိနိုင်ရေးအတွက်အာတိုးတင်းပြင်ဆင်ထားခဲ့တာတွေဘာမှမရှိတော့ဒီစီမံကိန်းက ဒီကံပြေသူလူထုပ်ပိုင်တဲ့တရားစာတကိုဟိုထောက်ယူထောက်ယူသုံးသွင်းနေတာပဲရှိရဲ။အခံပြေသူလူထုပ်တရားလုံးနဲ့ဒေသခံလူထုတွေအတွက်ဘာအကျိုးခံစားခွင့်မှအာမရှိသလိုဘာအခွင့်အလမ်းမှလည်းဒီနေ့ထိမရှိပါဘူး။တဘာဝတောင်ဝေးပိုင်လိုင်ဆောင်ကြီးရဲ့ဒေသခံတက်ကြွလှုပ်ရှားတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ Center of Peace and Development ကဒါရိုက်တာဦးထွန်းကြီးကပြောကြားခဲ့တာဖြစ်ပါတယ်။ရခိုင်ကမ်းရိုးတန်းကတဘာဝတောင်ဝေးတွေကို 2023ခုနှစ်ဦးသိန်းစိန်အစိုးရလက်ထက်ကစတင်ပြီးတော့တရုတ်နိုင်ငံကိုပို့လွှတ်ခဲ့ပါတယ်။အဲ့ဒီလိုပို့လွှတ်နိုင်မှုအတွေ့ကြောက်ဖြူမျိုးအနီးမဒေးကျွန်းမှာအရှိတီးပြီးတော့တဘာဝဓာတ်ဝေးတိုက်ကိုတူဖော်ခဲ့တယ်လို့အဲ့ဒီတဘာဝဓာတ်ဝေးတွေတရုတ်နိုင်ငံကိုရောက်ရှိဖို့အတွက်ပိုက်လိုင်းတွေကိုလည်းမြန်မာပြည်တခြားရခိုင်ပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ကနေတရုတ်နိုင်ငံကိုမင်းမြို့အထိသွယ်တန်းထားတာဖြစ်ပါတယ်။ ဒီပိုက်လိုက်ရဲ့အရေးဟာ981ကီလိုမီတာမိုင်အားဖြင့်ဆိုရင်496မိုင်ရှည်လျားပြီးတော့ပိုက်လိုင်းဖြတ်တန့်ရာတောက်လျှောက်ကဒေသခံအများပြားဟာလဲသူတို့ပိုက်ဆိုင်ထားတဲ့လေယာဉ်မြေတွေကိုတင်းဆဲခံခဲ့ရပါတယ်။အာဒီလေပါအလောက်ကျန်းနေသားသမားတွေကတော့နင်းနေပေါ့ပေါ့ခေါ်တုံးတာမျိုးတော့ကျွန်တော်တို့ရှိတယ်ဆိုတော့ကလည်းဒီဥမာအာဒီတောက်မှုမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလျှောက်ဆဲဟိုမိသားထောက်လောက်တဲ့ အဲဟာလို့ရှိတယ်ပေါ့လေဆိုတော့အဲ့ဒီဘန်းတွေမှာဒီအခြေခံအဆောက်အဦတွေစောက်တဲ့နေရာတွေမှာတော့အနည်းချင်းခေါ်တုံးတာမျိုးတော့ကျွန်တော်တို့ဟိုတွေ့ရပါတယ်တခြားဟာတွေကတော့တိုက်မရှိပါဘူးပုံလက်ရှိလေပတ်နေတဲ့ဒီရေနံနဲ့တဘာဟိုအကြံဝေးပိုင်လန်စီမံကိန်းမှာတော့အများစုအလောက်သမားအများစုကတော့တယောက်လူမျိုးတွေပါဒီစီမံကိန်းနဲ့ပတ်သက်ပြီးတော့ဒေသခံတွေရရှိခံစားရတာတွေကတော့မူလလက်ရင်းလက်ငုပ်လောက်ကင်နေတဲ့လေယာမျိုးတွေကို အာရမတင်ဆဲသွားတာမူလလောက်ကင် စားတောင်းနေတဲ့ရေလုံငန်းတွေကိုဆွန့်လွှတ်ရတာလိမ့်ပိုင်းဆိုင်ရာအသုံးချခံရမှုတွေစတဲ့ဒေသခံတွေအပေါ်မှာဂုတ်သွေးဆုံးမှုတွေပဲရှိလာခဲ့ပါတယ်ဒီအကြောင်းကိုကြောက်ဖြူဒေသခံတို့ကအင်းသူတို့သူတို့ပြောတာကတော့ရခိုင်တပြည်လုံးဒီခိုင်တပြည်နယ်လုံးပေါ့နော်နှင်းစင်မိရမယ်လောက်ကင်တွေကောင်းလာမယ်ဆိုပြီးတော့ပြောကြတယ်တကယ်တော့တကယ်တော့တကယ်တမ်းကျတော့တပ်တွေမှာကိုယ်တွေပဲအသိခံရတယ်ရောရှိလည်းမရကြသေးဘူးပေါ့နော် ဥက္ကရာတွေကဥက္ကရာတွေနဲ့တာဝန်ရှိတဲ့လူတွေကတရားဥပဒေကြောက်တာပြောင်းသွားကြတယ်ဘသူမှမရှင်းပြကြပါဘူးဘသူစီမံတောင်းရမယ်ဆိုတော့လည်းကျမတို့မသိသေးပါဘူးရှင်လက်တလောကာလမှာတော့ရခိုင်ကမ်းရိုးတန်းတလျှောက်မှာဒေသခံလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့အရခတတ်တော် AA နဲ့အာနာသိစစ်ကောင်စီအစိုးရတို့ဟာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်ဒေသခံလူငယ်တွေဟာခက်အဆက်ဆက်စစ်အစိုးရတွေရဲ့တယံဇာတထုတ်ယူသုံးစွဲတာတွေဒေသခံတွေအပေါ်မှာလေးစားမှုမရှိတာတွေကိုတုံ့ပြန်မှု အခုလိုလက်နက်ကိုင်းပြီးတော့ဆန့်ကျင်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်ကောင်စီအစိုးရကတော့စစ်ပွဲတွေပြင်းထန်နေတဲ့ကာလအတွင်းမှာပဲတရုတ်အစိုးရနဲ့ရင်းနှီးစိတ်ကမ်းအကောင်အထည်ဖော်မယ်ဆိုပြီးတော့လက်မှတ်ရေးထိုးခဲ့ပြန်ပါတယ်။ အဲဒီခါကတော့အဒီအရခတ်တော်အနေနဲ့ဒီနေရာတွေကိုချင်းချောက်လိုက်ပြီးသိင်းသိင်းသိင်းထားလိုက်ပြီးဆိုလို့ရှိရင်တော့အရခတ်တော်ရဲ့စီမံအောက်ဆောင်မှုအောက်ကိုအကုန်အလုံးစုံရောက်သွားမယ်ပေါ့လေဒီပညာရေးကျမ်းမာရေးစီးပွားရေးလူမှုနေစဉ်လူမှုဘဝနောက်ပြီးတော့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတဲ့အခါကျတော့ဒီရင်းနှီးမြှုပ်နှံမှုတွေကတော့သိင်းထားလိုက်တဲ့အောင်အလက်ရှိ ဒီဗမာအစိုးရနဲ့ဆက်ပြီးတော့စကားဆက်ဆွဆွေးနွေးရအောင်ပါပဲ။ဘာလို့ဆိုတော့ဒီယုံနီမြောင်းနံမှုတွေကအရင်ကတည်းကရှင်းချပြီးသားယုံနီမြောင်းနံမှုတွေဖြစ်တယ်။အာဒီနာရှာယုံနီမြောင်းနံမှုဆိုတဲ့အခါကျတော့ဒါကအစကတိကကတိကဝါနဲ့ဒီသူ့ဆတဲ့လက်မထိုးတာလည်းရှိနေတဲ့အခါကျတော့လေဒါကဟိုဆက်ပြီးတော့ဆွေးနွေးစည်းရဲရထင်းဟိုချိန်ချောက်ထားနိုင်တဲ့တန်အောင်ကျွန်တော်တို့နိုင်ငံရေးရတာကစကားပြောရမယ်ဆက်ပြီးတော့စကားပြောရအောင်မဲ့သဘောမှာရှိပါတယ်။ဒါမှမဖြစ်မနေလဲ ပြောကြရမှာပါဒေသခံတွေဟာစစ်အစိုးရအစစ်ဆက်ဖိနှိပ်မှုတွေကိုခံစားခဲ့ရတယ်လို့လာရောက်ရင်းနှီးမြှုပ်နှံတဲ့တရုတ်အစိုးရရဲ့ဂုတ်သွေးဆုပ်အမျက်ထုတ်မှုတွေကိုလည်းခံစားခဲ့ရပါတယ်အဲ့ဒီလိုခံစားခဲ့ရတဲ့အတွက်ဒေသခံတွေအတွက်တရားမျှတခွင့်ကိုတောင်းဆိုပေးနေတယ်ရခိုင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ AA ကိုအားကိုးယုံကြည်မှုတွေလည်းရှိလာခဲ့ပါတယ်။အော်လက်ရှိမှာတော့ဒီစီမံကိန်းတွေဘလောက်ပဲရှိကြီးရခိုင်ပြည်သူလူထုအတွက် ီစီမံကိန်းတွေကဘာအကျိုးအများမှမရှိဘူးပေါ့ဗျာမရှိဘူးဆိုတဲ့အခါကျတော့အာအရက်ကတက်တော်နည်းနည်းထင်းချောက်လိုက်ပြီဆိုလို့ရှိရင်တော့အရက်ကတက်တော်နည်းဒီဆွေးနွေးလို့ရလာတဲ့အကျိုးများတော့အကုန်လုံးကဒီအရက်ကပြည်သူတရားလုံးညှို့ခံစားခွင့်ရမယ်အာအဖြစ်လာတယ်ပေါ့လေဥပမာကြောက်ဖြူကအခုဒီအောက်ရောင်းနေတဲ့သဘာဝကြောင့်ဝင်ပိုက်လိုင်းစီမံကိန်းကနေတစ်နှစ်ကိုအော်1ဘီလီယံဝန်းကျင်ရတယ်လို့ကျေးဇူးတင်ရတယ်ပေါ့လေနော်အဲ့လိုမျိုးဆိုတော့ တပီလီယံရတယ်ဆိုလို့ရှိရင်ဒီတပီလီယံလုံးကအရခတ်တတ်တော်သူကဒီညှို့ခံစားခွင့်ကိုရမယ်ဆိုလို့ရှိရင်တော့ဒီအရခတ်ပြည်သူတရားလုံးကဒီညှို့ခံစားခွင့်ကိုရမှာပါဆိုတော့အကုန်းကတော့အကုန်းနဲ့ဇာလိုက်လို့ရှိရင်တော့အခွင့်အလမ်းတွေအကုန်လုံးကအရခတ်ပြည်သူတရားလုံးတို့ဖြစ်တော့မှာပေါ့လေမြန်မာနိုင်ငံဟာသဘောတောင့်ဝိတ်ရောင်းချမှုကနေနှစ်စဉ်အမေရိကန်ဒေါ်လာ1.5ဘီလီယံရှိနေတာဆယ်စုနဲ့ကျော်လာခဲ့ပါပြီ။ ီငွေပမာဏဟာရခိုင်ကမ်းရိုးတန်းဒေသကြောက်ဖြူမြို့ကနေရရှိနေတာလည်းဖြစ်ပါတယ်။ဒါပြင်ရခိုင်ကမ်းရိုးတန်းဒေသမှာကမ်းလွန်ရင်နဲ့လောက်ွက်တွေလည်းမြောက်များစွာရှိပြီးတော့လက်ရှိအကောင်အထည်ဖော်နေတဲ့ A1 A3 A7 A7 လောက်ွက်တွေအပြင်မတူဖော်ရသေးတဲ့ရင်နဲ့လောက်ွက်တွေမြောက်များစွာရှိနေပါတယ်။အဲ့ဒီလိုတရံဇာတ်တွေများစွာပိုင်ဆိုင်ထားတဲ့ရခိုင်ကမ်းရိုးတန်းဒေသအတွက်ဒေသခံတွေကိုအကာအကွယ်ပေးမဲ့ တရားဇာတနဲ့ပတ်သက်တဲ့ရပိုင်ခွင့်တွေကိုဒေသခံတွေအတွက်ယူဆောင်လာပေးမယ်အစိုးရတရားကတော့အခုထိမပေါ်ပေါက်နိုင်သေးပါဘူး။ဒီ program ကို Channelism Network EJN ကပံ့ပိုးပေးထားတာဖြစ်ပါတယ်။ရခိုင်ကမ်းရိုးတန်းဒေသမှာဖြစ်ပေါ်နေတဲ့စစ်ဝင်စားပွဲကိစ္စတွေ၊တရင်အချက်လက်တွေကိုမြစီမရေဒီယိုကတဆင့်လေးဝရီ FM ကအပတ်စဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်။ထူးခြားတဲ့သတင်းတွေကိုလေးဝရီ FM ရဲ့ Facebook, Website နဲ့ YouTube Channel တွေမှာလည်းစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။